ရှမ်းကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့အမှတ်တရရေနယ်ချဲဆက်ယုံတန်းလင်းကိုအသွင်သေးဖြင့်လေပတ်ထုတ်လုပ်သွားမယ်လို့စွမ်းဝင်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ဆက်သုံးစီလိုအပ်ချက်ကိုအတိုင်းအတာတရအထူးဖြည့်ဆည်းပေးနိုင်ရန်အမှတ်တရရေနယ်ချဲဆက်ယုံတန်းလင်းကိုအသွင်သေးဖြင့်လေပတ်ထုတ်လုပ်သွားမှာဖြစ်ကြောင်းစွမ်းဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးကိုကိုလွင်ကပြောကြားကြောင်းသိရပါတယ်။ ်ဇိုလာ9ရက်နေ့ကအဆိုပါအမတ်တီအီနန်ဇက်ဆက်ယုံတန်လျင်အေရိတ်သားရင်းဆက်ယုံမှုနယ်တာဝန်ရှိသူများအကျိုးတူပူပေါင်းဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီမှတာဝန်ရှိသူများဤပညာပိုင်းဆိုင်ရာအကြံပေးအဖွဲ့တို့မှတာဝန်ရှိသူများနဲ့တွေ့ဆုံဆင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်လရှိရင်အမတ်တိတ်အီနန်ဇက်ဆက်ယုံတန်လျင်ရဲ့စီမံကိန်းအပိုင်းတိအဖြစ်တနည်းလျင်ရေနံစိမ့်တန်စိမ့်ငါးသိန်းချက်လုံးနိုင်အောင်ဆောင်ရွက်တော်မှာဖြစ်ပြီးစီမံကိန်းအပိုင်းနှစ်အဖြစ်တနည်းလျင်ရေနံစိမ့်တန်စိမ့်၃သန်းချက်လုံးနိုင်တဲ့ရေနံဇက်ဆက်ယုံကိုလ ည်းဆက်လက်ဆောင်ရွက်သွားနိုင်ရန်ရေတိုရေရှည်အစီအမံများချမှတ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။အဆိုပါအမတ်တေရင်းနေတဲ့ဆက်ယုံတန်းလျင်ရဲ့စီမံကိန်းနှစ်ခုလုံးဆောင်ရွက်ပြီးစီပါကနိုင်ငံတော်ရဲ့စက်သုံးစီလိုဝဲချက်ရဲ့ထောက်ဝါခံကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်းပြည်တော်စုဝင်ကြီးရဲ့ပြောကြားမှုအရာသိရပါတယ်ရှင်။